ရင်း2025အောက်တိုဘာလ18ရက်နေ့အတွက်မွေးဝေသခမဲ့ချက်တွေကိုတက်ဆက်ပေးပါတော့မယ်။ကျွန်မကတော့မြတ်သူသူကိုပါ။ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထိုးနေပြီးကပ်ပီပင်လယ်ပင်နဲ့ချမ်းမင်္ဂလားပင်လယ်အော်တွင်တိမ်သစ်သစ်မှတည်ထူတတ်နေပါတယ်။ဒီနေ့ညနေထိမိုးရွာသားခမဲကျက်နေနဲ့ကတော့ကချင်ပင်နယ်၊ကယားပင်နယ်၊ချင်းပင်နယ်နဲ့ရခိုင်ပင်နယ်တို့တွင်နေရာကျဲကျဲ မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွေနေရာဆိတ်ဆိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွေနေရာနယ်ပြားမိုးထေဆုံးရွာပြီးရွာရဲနှိုးပြဖြစ်ပါတယ်မြမပင်လေးပြမှာလှိုင်းနေငယ်မှာလှိုင်းတေးတေးရှိနေကလှိုင်းမြမှာတော့၄ပင်မှာ၆ပင်ခန့်ရှိနိုင်ပါတယ် င်းဖြစ်အတွဲမိုးထွေတာခမဲချက်အနေနဲ့ကတော့နေပြီးတော့ရေကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကားလုံးဒေသကြီးအောက်ပိုင်း AR တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျမှာမိုးဆက်လက်တချို့ရွာနိုင်ပါမယ်ရှင်။